ဆရာလူကိုရည်ရည်ဒူဘိုဟုသည်စာအုပ်မှညဟေမာတွင်ထုတ်ဝေစီ ကိုထူအောင် ကိုထူအောင်ဗာပြန်ထူးတံမှာမကြားရဖနက်ကြွေလဲမတွေ့မိသားတစုလုံးဘေကူတော့ကြပါလေခဏနေပြန်လာမှာပါဟူသောအတွေ့အဖြစ် ိမ်ပေါ်တက်ခါစလိပ်ဖို့ရင်စောင်းနေလိုက်သည်ဒုက္ခသင်စကမ်းမှာလူတွေကအချိန်ချမ်းသာကြသည်တမင်းစားချိန်အိတ်ချိန်ကလွဲရင်ပါဇက်အလောက်က စကားပြောဖို့သာရှိ၏ပတ်စံအကုန်ကြံ့မခံရပဲစိတ်ဖြည့်ဖြောက်เสียကလည်းဒါပဲရှိ၏ဒီစကားပြောခြင်းအလောက်ကြောင့်ပဲ ဆင်ငယ်ဖြစ်စဉ်တွေလည်းထက်ထက်ပေါ်နေရသည်နောက်ဆက်တွဲအကျိုးဆက်တွေကိုထက်တွက်ပြီးချုံမအောင်နိုင်သမျှပြဿနာအထွေထွေအမှုအထွေထွေနှင့်ထိတ်တိတ်တူကြရသည်သာဒုက္ခအသက်အစစ်အမှန်ဖြစ်သည့်ကျွန်တော်လည်းတနေ့တနေ့စကားပြောပေါ်ရှာရသည်ကတဒုက္ခမပြောဘဲကလည်းမနေနိုင် ပြဿနာကိုလည်းကြောက်၏ဒီတော့လူရေးရပြန်သည်မိမိနှင့်ဘာသာစကားတူမည်လူတင့်တင့်လျောက်ပတ်မည်လူ နောက်ဆက်ထွဲစူးကျိုးရလတ်တွေကိုမဖိတ်ခေါ်မည်လူစိတ်ချမ်းသာမှု မပေးနိုင်တော်မှစိတ်ညစ်เสียကို မဖန်တီးမည်လူခြုံပြောရရင်တော့ပြဿနာမပေးမည်လူကို လူတွေကသာများတာပါတကယ်တမ်းစကားပြောဖို့ယူတော့လက်တစ်ဖက်ပြေးဖို့တော့အနိုင်နိုင်စာအကြောင်းအမှုပညာအကြောင်းပြောမည်ဆိုလျင်ဥခင်လုံးအိမ်သွားနိုင်ငံရေးအတွေ့အခေါ်အကြောင်းဆွေးနွေးမည်ဆိုလျင်ကိုဝင်းကြံအိမ်သွားသမိုင်းနှင့်အထွေထွေဘ ഹു တုတ္တရာဖို့ဆိုလျင်ဥစီလက်ဆိုင်ကိုသွား ABSDF ရှေ့ပြည့်နောက်ပြည့်သမိုင်းကြောင်းလေးတွေစမြုပ်ပြန်ပြီဆိုလျင်ကိုထူးအောင်အိမ်သွားထောင်နေအတွေ့အကြုံထူးလေးတွေကြားကျင်လျင်ဥဖိုးအောင်အိမ်ကိုသွားဥပရိအကြောင်းဆွေးနွေးနေကြဥမျက်စိုးတယောက်တော့နော်ဝေနိုင်ငံထွက်သွားပြီမို့ဘက်ပဲ့သွားပြီဒီနေ့ကကိုထူးအောင်နဲ့ပြောဖို့အလဲလေး ။စောင့်နေရင်ကအေရှိတကားမှကတ်ထားသော အနီယောင်ဆာရွက်အခံပေါ်အဝါယောင်ခွတ်တောင်းပုံဖော်ထားသည့်အလံလေးတို့မျက်စိအကြည့်ရောက်သွား၏။တစ်ဆက်ထဲမှာပင် အလံပေါ်မှာမြေဖြူဖြစ် ဆော့ကစားပြီးရေးထားသော မပီမတစာသားလေးကိုလည်းဖတ်လိုက်မိ၏။ဟေတပလီထူးဆိုတော့ကိုထူးအောင်ဤတမီးကြီးနာမည် ဖြတ်ခနဲဆိုသလိုအတွေ့တခုရလာ၏တည်ကြပါပြီတိုင်းရင်သားညီညွတ်ရေးဝါဒီကိုထူးအောင်တရသူ့မိမရဲ့ဥဆောင်မှုနောက်မလူးတာမလွန့်တာလိုက်ပါနေရခြင်းဟာဒါကြောင့်ကိုထူးအောင်အမျိုးသမီးနာမည်ကနော်မူဟေသူ့သမီးနာမည်အရာဆိုရင်ဟေကရှေ့ဆောင်နေပြီသူကနောက်တော့ပါ သူသားအငယ်ကောင်နာမည်ကလည်းဂောဟေထုဆိုတော့မစည်းမဆိုင်ဟုပင် ပြောရမည်လားမသိကျွန်တော်မိဘများကိုတဆက်ထဲမှာပင်တတိယတော်မိပြန်ဤတတိမယဖြစ်တာတော့ဂျာလာပေါ်ဟိုအနှစ်20ကျော်30လောက်ကကျွန်တော်တို့မိသားစုတွေစိတ်လက်ကြည်လင်ကြသည့်အချိန် အမေကိုနောက်ပြောင်နေကြစကားလေးကို ကြားရောင်လာမိသည်မြမကံတော်ရဲ့တချင်းတပုတ်ဖြစ်သည့်မုံရှိဤတချင်းလေးတဲကစာသားလေးပူပြီးတိတိကျကျပြောရလေမြိုင်ဟီမာတွင်ချုံဝီစီဆိုသည့်စာသားလေးဒါကြောင့်အမေက အဖေကိုနိုင်နေတာပေါ့ဟု ကျွန်တော်တို့မောင်နှမတွေဝိုင်းဝိုင်းစနေကြ ဟုတ်တယ်လေတိုက်တိုက်ဆိုင်ဆိုင်စာသားလေးကမြိုင်နဲ့စပြီးစီဆိုတာနဲ့ဆုံးနေတာဘူးအဖေကမမွေးခင်အဖေဘက်ကအဖိုးနဲ့အဖွားတို့မှာသားသမီးအဖက်မတင်ကြမွေးလိုက်တည်လိုက်ဒါကြောင့်ပဲရွာကဘုံကြီးစီမှာပေတယ်မေးကြရရရာခြေကြနဲ့အဖေတယောက်လူဘဝရဲရောက်လာခဲ့ရသည် ဘုန်းကြီးရဲ့အဟောကမွေးလာသည့်ကလေးကိုကလားနံမဲမှဲရမည်မိခင်တို့မတိုက်ပဲစိတ်နှုတ်ကိုသာတိုက်ရမည်ဟု၍ဒါကြောင့်ပဲစိတ်နှုတ်နဲ့ကြီးကြရသည့်အဖေနံမဲကမာစီအရွယ်လေးရောက်လာတော့အဖေကကလားနံမဲကိုရှက်တက်လာ၏တွက်ချက်ပြီးကြော်ဝဲဆိုသည့်နံမဲပြောင်းခဲ့ပေမဲ့မတွင်ခဲ့ ဖေကိုဥမစီဟုသာလူသိများသည် အဖေနောက်မှာညီတယောက်ထမွေသေး၏ကလားနံမဲစိတ်လို့တိုင်နေပဲမာတင်ဆိုပြီးအမိတွေခဲ့သည်ဦးလေးဥမကျင်ကိုမွေးပြီးအဖွားကနို့တိုက်ချစ်စေးကိုထိမ့်မရပဲတိုက်ဖြစ်သွားရာဦးလေးနို့မပြတ်ခင်မှာပင်အဖွားအသက်ဆုံးသွားခဲ့ရကြောင်းသိရသည် မိခင်စိတ်ကိုအသက်နဲ့လဲလိုက်ရသည်ပေါ့အမိတ်နာမည်ကတော့ဒေါ်တင်မြန်အမေလည်းအဖေလိုပဲမောင်နှမနှစ်ယောက်တည်းအမေမောင်နာမည်ကဥတည်ဟံသူတီဟုပြောရမှာကအမေတို့မောင်နှမကဗမာနာမည်တွေဖြစ်နေကြပြီမဲ့မွန်စစ်စစ်တွေအမေမိဘတွေကတယောက်ကတထုံဘက်ကမောနောက်တယောက်က တောင်ကူဘက်ကမော်မွန်လူမျိုးတွေကြီးတသက်အမေငါးနှစ်သားလောက်မှာသူတို့မိဘနှစ်ပါးလုံးရှေ့စင်နောက်စင်ဆုံးသွားခဲ့ကြသည်ပြဿနာကလူမမဲအရွယ်အမေတို့မောင်နှမကိုနှစ်ဖက်မွန်အမျိုးနေတဲ့ကတာဝေယူမဲ့လူ မရှိခဲ့ကြဒီတော့မျက်စိတငယ်နားတငယ်နဲ့အမေတို့ကိုဘကိုးသူအပြိုကြီးတယောက်ကငွေစားခဲ့ရသည်ဒါကြောင့်မဲအမေတို့မောင်နှမတွေကစိတ်နာပြီ မောအမျိုးတွေနဲ့ရှင်ကန်းဖြတ်ခဲ့ကြ၏ဒီအကျိုးဆက်ကတော့ကျွန်တော်တို့မျိုးဆက်အလှဲ့လေရောက်ရောမောမျိုးကမ်းပါလေမောစကားလဲမတတ်မောအမျိုးတွေကိုလည်းမသိတော့ကျွန်တော်အကိုဥတ္တအရေးခင်မှာပါခဲ့လို့ကြောအထုတ်ခံထားရသည့်အချိန်မှာအဆိုပါကိစ္စနဲ့ပတ်သက်၍ပြောဆိုတာရှိခဲ့ဘူးအမေအမေအမျိုးတွေနဲ့ကျွန်တော်တို့နှိစက်အောင် ခုခုတော့လှူထားမှဖြစ်မယ်ခြင်းနဲ့ကျွန်တော်တဘောကအမေကိုယ်တိုင်လိုက်မိတ်ဆက်ပေးတာပဲဖြစ်ဖြစ်ကျွန်တော်တို့ကိုဘေးရွာဒီမှာဘသူတွေရှိတယ်ဘလို့အမျိုးတော်တယ်ဆိုတာပြောပေးတာဖြစ်ဖြစ်ပေါ့ကျွန်တော်စာနဲ့လိုက်မှတ်ထားမယ်နောက်မှဆွေမျိုးပြန်ဆက်မယ်လေဒီကိစ္စကဒီလောက်နဲ့ပဲနေချီတန်သွားခဲ့ဘာတခုမှဆက်အကောင်အထည်မဖော်ဖြစ်ခဲ့နောက်တော့လေမိမိပြောက်ပြောက်ပဲကျွန်တော်တို့ဘဝတွေက မောအမျိုးတွေနဲ့ပတ်သက်ပြီးရိုက်ခတ်မှုတစုံတည်းမရှိခဲ့ပဲအဖေနဲ့အမေတို့ကဂျပန်ခေတ်နောက်ပိုင်းလောက်မှာအိမ်အောင်ကြားခဲ့ကြသည်သူတို့ပြန်ပြောပြသည့်ဂျပန်ခေတ်လွန်ကျင်းတွေထဲမှာဂျပန်လူမျိုးတွေဒီကောင်းကြောင်းကိုအသားပေးပြောပြတတ်ကြ၏ဂျပန်တွင်မန်ကျိုးနေသည့်အချိန်တွင်ထိဆက်မိခဲ့ကြဟန်စစ်တောင်းတရာကြီးဖြတ်အပြီးဂျပန်ပြန်ဆုတ်ချိန်မှာကျွန်တော်တို့မိဘတွေအပါအဝင် စစ်တောင်းနဲ့ယော်နီး၆ဆက်ကယော်သားတွေအလုရကြသည်စစ်တောင်းမြို့ကိုကူးဖို့လေပေါ်ကိုပစ္စည်းအတေအချလုရသည်အလုအဲ့ဒီတုန်းကဂျပန်တွေကို လေရင်တွေနဲ့ဘုံခဏခဏလာကျဲကြတယ်လေမြန်တွေလာတော့မယ်ဆိုရင်ဂျပန်တွေကအချက်ပြီးအော်အော်တွေဆွဲပြီးတယ်အော်အော်တာကြတာနဲ့အမေတို့ကိုဘုံခိုခြင်းတွေတည်းပြေးဝင်ကြတာဂျပန်တွေကတိတ်ကြီးဆိုက်ကြတာ လေဘုံလာကျဲတဲ့အချိန်အပြေမှာကြောင်ပြီးရက်ကြံနေတဲ့လူတွေရှိရင်ဂျပန်တွေကထွက်ဆွဲပြီးကျင်းနေတဲ့အရောက်ပို့ပြီးကြတာအမေတို့ကအဲ့ဒီအချိန်မှာငယ်သေးတော့ကြောက်ရကောင်းမှလည်းမသိကြပါဘူးလေရင်ပြဲပဲတော့လာမလဲပဲမျောနေကြတာအော်အော်ကန်ကြားတာနဲ့တည်နေတဲ့ရိခါတွေတည်းကကိုလိုချင်တာတွေဆွဲပြေးလို့ရတယ်လေအမေဆိုနင်တို့အဖေကိုမှန်မှားထားရတယ် လေးမြန်မလာခဲ့အသားဘူးတွေငါးဘူးတွေဘယ်မှာရှိလဲဆိုတာကြည်ထားလို့အမေတို့ပြန်ပြောကြသည့်အထက်စိတ်ဝင်စားစရာတစ်ခုကိုမှတ်မိနေသေးသည်သူတို့ဒေသခံရွာသားများရဲ့အမျော်မြင်ရှိကြပုံကို ရောင်ပြန်ဟက်သည့်အဖြစ်ပြက်ဟုပဲဆိုနိုင်သည်ဂျပန်တွင်အကုန်ဆုတ်ပြီးသွားချိန်မှာစစ်တောင်းမြေကမ်းပါတလျှောက်ကားတွေအများကြီး ကျန်ခဲ့သည်ဒီတဲ့ရင်အရရွာသားတွေရောက်လာကြပြီး ကိုယ်စိတ်ဝင်စားစရာတွေကိုဖြုတ်ယူကြသည်ဒါပေမဲ့ကားတစ်စီးလုံးယူသူ မရှိသလောက်ကားအကြောင်းနားလေသူကားမောင်းတတ်သူရှိတော့ကြောင့်ဖြုတ်ယူကြသည့်အထက်အများဆုံးက ကားပိတ်တဲမှကျူးဟုဆိုရင်ကျွန်တော်ကမလုပ်ဖို့လေအမိဟုမိတော့လေးကွာတည်းလုပ်ဖို့ပေါ်သားရဲ့ဟူ၏အဖေကကျွန်တော်တို့မိသားစုကိုမိရထားတယ်အလौတမအဖြစ်နဲ့လုတ်ကြီးခဲ့ဒီမှာနှစ်30ကျော် သူပြစင်ယူသည့်အချိန်ထိပဲဒီကာလရှိကြီးအတွင်းမှာဂျပန်တွင်နဲ့တွဲလုပ်ခဲ့ရသည့်အချိန်ကအကောင်းဆုံးဟု ပြောပြမှုသည် ကျွန်တော်တို့ရုပ်ရှင်တွေစာအုပ်တွေထဲမှာမြင်မှုဖတ်ဖူးတာတွေနဲ့အကွာကြီးကွာဤဂျပန်ကမှ အဖေကယထာတခါအကျိတ်ခံရပြီးယထာမိုင်းထိသည့်အထဲမှာတခါပါခဲ့မှုသည်ယထာအကျိတ်ခံရသည်ဆိုပေမဲ့ ကျိတ်သည်ဆိုယုံမြခြေပေါ်အားအည်ခွန်ပဲ့သည်ဆိုယုံမြဒါပေမဲ့ဇပန်တာဝန်ရှိသူတွေကစိုးရိမ်တကြီးနဲ့နွေးနွေးထွေးထွေးဂယုတဆိုင်ရှိကြသည်ဟုဆိုသည်အဖေပြောပြသည့်အထင်မှမှတ်မိသည်မှာအဖေတသက်မှာဗမာအချင်းချင်းတော်ဒီလိုဂယုတဆိုင်နဲ့အရေးတည်ယူဆက်ဆံတာမျိုးတခါမှ မခံစားရပါဘူးကွာဟုသောစကားတခွန်အဖေကလည်းထူးထူးဆန်းဆန်း ယထာစီရင်မိုင်း3ခါတော့ထိခဲ့ဘူးသည်ကျွန်တော်တိတဆအရွယ်မှာပင်နှစ်ခါကြုံဘူးသည်တစ်ခါကဘကိုးနာမှာအဖေအိမ်သာတက်နေတော်ဟုဆိုသည်ဖြင့်ရည်ကြရသည်အဖေတတိပြန်ဝင်လာတော့ယထာကလေခွေးနဲ့မှအစီနဲ့ပြေးနေသည်ဟုနောက်တစ်ခါကပန်းရကုန်းနာမှာသူနဲ့တခုံနဲ့စီးခဲ့သည့်ចောင်းသားလေးဆိုပွဲချင်းပြီးပဲဟု အဖေကောင်းမှဘာနဲ့ထိခဲ့သည်မသိဘူးကြီးတလုံးတော့အဖတ်တင်ခဲ့သည်အင်းကိုပြန်ရောက်လာတော့အဖေတကော်လုံးသွေးတက်တရေရေအသားစားတွေအုံနောက်အဖတ်တွေတောင်ရေနဲ့ဆီချခဲ့လို့အင်းကိုမပါလာတာဟုဆို၏ဒီတခါမှာတော့အဖေတပတ်လောက်အမူအရာပြတ်နေသည် ပြုံးနာရှိတာလေမတွေ့ရဒါပေမဲ့ အလုတ်ကိုတော့ပုံမှန်အတိုင်းပြန်ဆင်းရသည် စေးစေးရတာတို့စေးကူးရတာတို့ မရှိခဲ့ဂျပန်ခေတ်မှာမိုင်းမီတုံးကဆိုရင် စေးရုံကိုတန်းခေါ်သွားတာတကိုယ်လုံးကိုစစ်လိုက်တာမှတော်တော်နဲ့ကိုမပြီးတော့စေးအခြေအနေတိရအောင်ဆိုပြီးတော့လဲမေးလိုက်တဲ့မိကွန်းညီကအစုံပဲစေးရုံမှာ၃ရက်နေခဲ့ရတဲ့အချိန်လေးအတော်တွင်အဖေတို့ကိုအုပ်ချုပ်တဲ့ဂျပန်လူကြီးကမကြမကြလာအားပေးတယ် လာတဲ့အခါတိုင်းလဲစားစရာတောက်စရာတွေအမြဲယူယူလာတတ်တယ်။စေးရုံကဆင်းမိတာတောင်အိမ်မှာစေးခွက်နဲ့တပတ်လောက်ပြီးနာထားသေးတယ်။ခုနဲ့တော့ကွာပါဟုအဖေးရဲ့အတိတ်လွမ်းတန်ကြီးကိုကြားခဲ့ဘူးသည်။အမေကတော့ကျွန်တော်တို့မောင်နှမတွေအပေါ်နှွေးထွေးမှုကို အကြီးကထားပြီးစောက်ရှောက်ခဲ့သည်။သားသမီးတယောက်ယောက်မျက်နှာညှိုးနေလျင်ဘာကြောင့်ဆိုတာက မေကအတက်ဟောနိုင်သည်ဒီအတွက်လည်းအမေကဖြည့်ရှင်းပေးနိုင်သည် ရှေ့ဆောင်လမ်းပြပေးနိုင်သည်လိုအပ်သမျှကိုလည်းတတ်နိုင်သမျှဖြည့်ဆည်းပေးနိုင်ခဲ့သည်သူကိုယ်တိုင်မိဘမဲ့ဘဝနဲ့ဖြတ်သန်းခဲ့ရသည်အတွက်သာသမီတွေပေါ်ပူဆာနာယူရနိုင်တာဖြစ်မည်ကျွန်တော်တို့မွန်မားတွေရှိမှအဖေနဲ့အမေတို့အကြီးအကျယ် ရန်ဖြစ်စကားများကြတာမရှိခဲ့ဒါကိုကကျွန်တော်တို့အတွက်ကုသိုလ်ထူးတစ်ခုအဖေမိတ်ဆွေတချို့ကတော့အဖေကိုမိမကျောက်ကြီးဟုစကြနောက်ကြသည်ကျွန်တော်အမြင်မှာတော့အဖေကအမေကိုကြောက်သည်ဟုမမြင်အမေမကြိုက်တာကိုရှောင်ကျင်းတာဖြစ်မိနောက်တစ်ချက်ကအဖေကအိမ်မူးကိစ္စမှာဝါသနာပါခြင်း ထူးသဖြင့်သမင်းချက်ဟင်းချက်မှာဝါသနာပါခြင်းမယ်ကျွန်တော်ဘဝခုချိန်ဒီစာဘူးသမျှဟင်းတွေတည်းမှာအဖေလက်ရကိုမှီသည့်ဟင်းမစားရဘူးသည်အဖေကဟင်းတစ်မျိုးနဲ့တစ်မျိုးကိုမယိုးရအောင်ချက်တတ်သည်အဆက်အဟညီအောင်ချက်တတ်သည်ဥပမာငါးတစ်မျိုးတည်းကို ဟင်းတစ်ခွက်နဲ့တစ်ခွက်အယောက်အစင်းနဲ့ အနတ်အရသာမတူရအောင်ခုနှစ်မျိုးရှစ်မျိုးချစ်တတ်သည်ကျဲ့ဥကိုကျဲ့ဥဟင်မှန်မတိရအောင်ချစ်တတ်သည်မှန်မှန်ရရဆန်ရှားသည့်ကာလတွေမှာဆို ထမင်းမစားရပေမဲ့အဖေချက်ကြွေးသည့်ချပါတီနှင့်ဟင်းကိုရက်ဆက်စားနေရပေမဲ့တအိမ်သားလုံးဘသူမှမငြင်းငွေကြ ဖေဟင်းချက်ကောင်းကြောင်းကိုတည်ရွက်ွက်လောကပဲအတိအမှန်ပြုကြသေးသည်မဟာဒုက္ကာလမျိုးဆိုလျင်ကျွန်တော်တို့အိမ်မှာတိတိတသာ လူများကြ၏အဖေလက်ရကိုစားကျင်ကြ၍လာကြတာဖြစ်ပြီး တချို့ဆို တခြားအိမ်တော်ဆက်မသွားနိုင်ကြပဲကျွန်တော်တို့အိမ်မှာတင်ပွဲသိမ်းသွားကြသည်အရှိန်မတတ်နိုင်ကြ၍ဟုဆို၏ အဖေကပတ်စံရှာလို့ရသမျှအမေကို အကုန်ပြအလေးရှိပြီးသူလူမှလာလူသလောက်ပြတောင်းသုံးတဤအမေကလည်းပြေးသမျှမငင်းပြန်တောင်းမှသာပွားစီပွားစီလှုပ်တတ်သည်ဆက်လိုက်ဖို့ကိုမိုးကအစအမေစီမှာခက်ခက်ခဲခဲပြတောင်းသုံးရလေးရှိဤအမေကအိမ်မှာဆိုအတွင်ယူမူ ူကိုယ်တိုင်စီမံရမှသာခြေနဲ့ဤမိသားစုစီမံရေးကိစ္စမှာအဖေကိုစွပတ်ခွဲမပေးဒါကြောင့်ပဲအဖေကိုမိမကြောက်ဟုစားကြတာဖြစ်ပြီးအဖေဘုရားမှာမမတ်ရရအရက်ကိုနှစ်ခါပဲတောက်ဖူးသည်ဟုလည်းသိရသည်အိနာဦးညမှာတစ်ချိန်နဲ့တမီဦးမွေးသည်နေ့မှာတစ်ချိန်ပထမအချိန်ကတော့အဖေတငယ်ချင်းတွေ တင်းတိုက်ကြတာဖြစ်ပြီးနောက်တစ်ချိန်ကတော့အမေကိုယ်တိုင်တိုက်တာ သမီးလူချင်းနေသည့်အဖေကိုအတိမတ်ပြုဂုံပြုပေးသောပွဲဟုသိရသည်အမေမိတွင်မှတောက်ရံထားသောအရက်နှင့်ပင် အဖေကတော့နှစ်ချိန်လုံးမှပင်မူလာတာနဲ့အမေကိုဖက်ဖက်ပြီးမြိုင်းတင်ရင် နောက်ကိုကဘယ်တော့မှမတောက်တော့ပါဘူးဟုဂတိတူအခြေခြေပြုကငိုတည်တဲ့ ဖေကသူများနဲ့မတူအောင်အမေကိုမြိုင်တင်ဟုခေါ်၏အဖေကဖေကစားတော့ဝါသနာပါသည်ပစ္စင်ယူပြီးနောက်ဘူတိတာ၏သူအသက်နဲ့မတိမ်မရင်ပစ္စင်စားတွေစုစုပြီးအိမ်မှာဟောလီယုတ်ကြသည် ကစားကြပြီဆိုလျင်လည်း3-4ရက်ဆက်တိုင်လာကစားကြသည့်လူကြီးတွေကို သူတို့အိမ်တွေကထမင်းပင်ပို့ပို့ပေးရသည် သမင်းပကံတွေမှာဇွန်တန်လန်းတွေနဲ့စားလိုက်ရိုက်လိုက်ရိုက်လိုက်စားလိုက်မထကြမအေးကြတော့ဘူးယတ္တိယမှာတော့အမေအမေတခုထုတ်လိုက်သည်အိမ်မှာဖဲမကစားရဟုရက်ွက်ထဲမှာကျွန်တော်တို့အိမ်ကိုဖဲကစားတဲ့အိမ်ဖဲကစားတဲ့အိမ်ပြောကြသည်ကို ရှက်၍ဟုဆိုသည်ဒါကလည်း ကြောင်းပြချက်တစ်ခုဖြစ်မှာပါပူတိကြတာကဖိကျမ်းမာရည်အတွက်အမေစိုးရည်လို့အမေထုတ်သည့်ညာအိယာဝင်ချိန်မှာအမေရှင်းပြနေတာကိုကြားရောက်မိသေးသည်ပတ်စံအရှုံးနိုင်ကအေးမကြီးပါဘူးကိုမစီရဲ့အများဆုံးမှ20 30ပေါ့ရှင်းကျမ်းမာရည်ကိုစိတ်ပူလို့တားရတာပါတော့ရှင်ကကျမတို့တအေးသားလုံးကိုရှာကျွေးနေရတာ ရှင်တကူးခုဖြစ်သွားရင်ဟုတ်တော့လေအဟုတ်သားခေါင်းရင်အင်အားအဖိုးကြီးတော့အိမ်မှာလာကစားရေလေဖြတ်သွားဘူးသေး၏စေးယုံကိုအပိုးမြန်လို့ဒါတော့ပါတချံရွယ်သွားသည်အဖိုးကြီးတွေကိုဂယုဆိုင်ကြသည့်အဖွားကြီးတွေထဲမှာအမေကအကဲအပိုးဆုံးဖြစ်မည်သူ့အဖိုးကြီးကိုအရေးတကြီးကြီးကျမ်းမာရေးအကြောင်းပြကဘာမစားနဲ့ ညာမစားနဲ့တားသည်စလိတ်ဖို့ကုံဘူးကအစာ စကီးနဲ့ပေးသည်အိမ်လေသွားလျင်လိုက်ချောင်းတတ်သည်ရေချိုးချိန်နဲ့ထမင်းစားချိန်ဆိုမရအရာပြန်ခေါ်တတ်သည် အဖေကလည်းအမေပြောသမျှဆိုတသွေးမတည်အမေဆုံးနာဆယ်နှစ်အဖေဆုံးနာလေးနှစ်ကြာပြီဟုနှစ်ဆင့်ကတည်င်းကြားလိုက်ရသည် ရှီလေးလုံးအရေးခင်ပြီးနောက်ပိုင်းအနည်း20ကျော်ကာလအတွင်းမိဘများနဲ့ပတ်သက်၍ပထမဆုံးကြားရသည့်တည်င်းနောက်ဆုံးအချိန်မှာတော့အဖေထက်ဦးအောင်6နှစ်စောပြီးဆုံးသွားရတာက အမိရဲ့ဆုနှစ်နဲ့တင်းကျပ်ကျပ်ခံစားမှုတွေနဲ့အတူမြန်ဟီမာတွင်ထိုဝေစီဆိုသည့်သာသာအပိုက်လေးကိုပါတတိယလိုက်မိသည်ဤ ကျွန်တော်စိတ်ထဲမှာတော့မြိုင်ဟီမာတွင်ထိုဝေစီဆိုဒီကဒီကနေ့အမျိုးသမီးအခွင့်အရေးအဖွဲ့တွေတုံးတုံးနေကြဂျာမတန်တူဤခင်မီယောက်ျားဆိုသည်များဤအတိပဲကိုပေါ်ဆောင်နေတရားဘာပဲဖြစ်ဖြစ်ဒီမြိုင်ဟီမာတွင်ထိုဝေစီဇလန်းလေးကကျွန်တော်မိသားစုဘဝလက်တွေ့ဖြစ်ရှိမှုများအတွေ့လမ်းပြကျေ Du Bois.